Hello ဒီနေ့မှာတော့ဆာလို့အရန်ကောင်းပြီးလောက်ရအရန်လွယ်တဲ့အင်ကြီးချွတ်တာတဲ့အုံဒီကြောက်ချော်လုံနေလေးလောက်ပြပါမယ်ရှင်။တကယ်ဆိုတကယ်အုံဒီရဲ့အနက်အရသာအစာတိတိမိမိစားချင်သူများဗီဒီယိုရဲ့လုံနေလေးကိုဆောင်းအောင်ကြည့်လိုက်ကြရအောင်နော်။ဒီ share ပါမယ်ပစ္စည်းတွေသုံးပြီးတော့အင်ကြီးချွတ်ထားတဲ့အုံဒီကြောက်ချော်လေးလောက်ပြပါမယ်ရှင်။ထိုင်းလို့အခေါ်တော့ wound map out thought server နော်။ဒါတော့သူရဲ့ပါမယ်ပစ္စည်းတွေပါနော်။ကြောက်ချော်ပါမယ်။ တောက်ချော်အမုပ်ပေါ့နော်ပါတစိပဖြစ်သုံးလို့ရတယ်ပြီးသွားတာနဲ့အယောင်အတွက်ပေါ့နော်အယောင်အနံ့အတွက်ကိုအရင်အနီအစိမ့်သုံးမယ်ဒါကတော့အယောင်ပွဲအောင်လို့လုပ်တာပေါ့နော်ပါတစိဖြစ်သုံးလို့ရတာနော်ပြီးတာနဲ့တကြားပါမယ်ပါလို့ဒီအင်းကြီးချွတ်ထားတဲ့အုံဒီလို့ပြောရလဲဆိုတော့လေဒီအုံဒီတွေကဒီ အပြင်အခွန်ကြီးကြီးလေးမရှိတော့ဘူးနော်အခွန်မာတယ်မရှိတော့ဘဲနဲ့ဒီအသွင်းသားလေးကအသားနဲ့အရည်ပဲရှိတော့တာအဲ့ဒါကြောင့်မလို့မဖောက်ထော့ဆဲလို့တုံးကြတာပေါ့နော်အရင်ဆုံးနေနေရတော့ကိုကြိုမဲ့အိုးထဲကိုအုံးရည်လေးတွေအကလုံးဖောက်ထည့်လိုက်ပါမယ်ရှင်ဒီလုံနီလေးကတော့လုံးဝရည်မတုံးပါဘောနော်အုံးရည်တမျိုးထဲသာတုံးပါမယ်ရှင်ခုလိုမျိုးအခွန်မာတွေဖဲထုတ်ပြီးသားအုံးသီးတွေကထိုင်ဘက်မှာအရန်ပေါ်ပြီးမဲ့တချို့နေရာမရှိတဲ့သူတွေဆိုရင်လည်းပေါ့နော်အုံးသီးအလုံးလိုက်တုံးလို့ရပါတယ်ရှင်ဒါမှမဟုတ်လေအုံးသီးကိုအချမ်းလိုက်တုံးပြီးမှပဲလှုပ်လွတ်လဲရပါတယ်နော်ဒါမှမဟုတ်အခုလိုပုံစံမျိုးပဲလှုပ်ရှားချင်တဲ့ဆိုရင်တော့အုံးသီးအခွန်တစ်လုံးလုံးကို ့ခွာပေးတဲ့ဓာတ်အပြော့လေးတွေရှိတယ်ပေါ့နော်အဲ့ဒါလေးရှာဝယ်ကြည့်လိုက်ပါနော်ပြီးသွားတာနဲ့အုံးကြီးရဲ့အရသာအချိုပေါ့လေးကိုအရင်မြည်ဆန်းကြည့်ပါမယ်နော်ဒါမှပဲတကြားရဲ့အချိန်ဆောက်ကိုခမှန်ထည့်လို့ရအောင်ပါရှင်အဲ့တော့ရောအိုးကိုမိဖို့ပေါ့မတင်သေးပဲနဲ့ကြောက်ကြော်အမုတ်ကိုအုံးကြီးထဲမှာထည့်ပြီးတော့စိန်ထားမဲ့သဘုံမျိုးပေါ့နော်ဒီနေ့တစဉ်သုံးသွားတဲ့အုံးကြီးတွေက2000မီလီဆိုတော့လေ300မီလီကိုလက်ဖက်စာစွန်းတစ်စွန်းနှုံနဲ့အားလုံး9စွန်းထည့်လိုက်ပါရှင် ပြီးတာနဲ့နည်းနည်းမွေထားလိုက်ပါမယ်နော်အဲ့ဒါမှပဲအုံးရည်နဲ့ကြောက်ကြော်အမုတ်တွေကပျော်ပြီးတော့တထက်တဲကြသွားအောင်လို့ပေါ့နော်သူ့ကိုအ ਨੇ ဆုံး10မိနစ်နဲ့15မိနစ်လောက်ပြစ်ထားလိုက်ပါမယ်ရှင်ပြီးမှပဲမီးဖို့ပေါ်တင်ပြီးတော့ကြိုပါမယ်နော်ဒီနေရာမှာတကြားတစ်ခါလဲထိုက်ချင်တဲ့သူလဲထိုက်ပေါ့နော်သူစင်ကတော့နောက်မှထိုက်ပါမယ်ရှင်အခုဆိုရင်တော့အချိန်15မိနစ်ပြည့်သွားလို့မီးဖို့ပေါ်မှာတင်ပြီးတော့ဆပြီးတော့ကြိုပါတော့မယ်နော်အဆက်မပြတ်မွေနေရင်နှမနည်းနည်းနွေးလာပြီးဆိုတာနဲ့တကြားထိုက်ပါမယ်ရှင်အုံးမွေတိဖြစ်တာကြောင့်အုံးရည်ရဲ့အရသာတွေကချုံနေပြီးသားဖြစ်လို့သူစင်ကတော့တကြား9ဇွန်လောက်ပဲထိုက်လိုက်ပါတယ်ရှင်အုံးရည်ရဲ့တဘာဝအချိုတက်မပြောက်ချွန်လို့ပေါ့နော်အချိုကြိုက်တဲ့သူဆိုရင်တော့တကြားပို့ထိုက်ပါရှင်ချွတ်ချွေအေးလေး ေးစားရအောင်ပေါ့နော်။မွေနေရင်းနေကမှာ Snow White ကလည်းစုံမကြီးကိုတရိယာသွားလို့အစီရင်နဲ့စလုပ်နေပါပြီ။နောက်တော့ပါနောက်တော့ပါနော်ခုလိုမျိုးပပတ်ဆူလာပြီးတော့ဒီကြောက်ကြော်သားတွေကဇွန်မှာမကတ်တော့ဘူးဆိုရင်တော့ရပါပြီနော်။အဲ့ဒါဆိုရင်တော့အိုးချလိုက်ရအောင်နော်။မီပေါ်ပေါ်ကချပြီးတာနဲ့9မိနစ်လောက်နေတာနဲ့ဒီအုံဒီအသွင်ထဲကိုပေါ့နော်ကြောက်ကြော်ရည်လေးတွေလောင်းထည့်လိုက်ပါမရှင်းပူနေလဲကိစ္စမရှိပါဘူးနော်။နောက်တော့အေးခံထားရမှာဆိုတော့လေနော်။အတက်နိုင်ဆုံးအုံဒီအသွင်ထဲကိုကြောက်ကြော်ရည်လေးတွေပြည့်အောင်ထည့်ပါပေါ့နော်။နေရာလို့မရှိအောင်။ဒီနေ့မှာတော့သစင်ကဆူဆူပေါင်လေးလုံလုံးပါပေါ့နော်။အကြည့်အောင်ဖြစ်တဲ့အုံဒီအယောင်ပေါ့နော်။အဲ့ဒါကိုတော့နှလုံးလုံးမယ်ပြီးသွားတာနဲ့အနီတလုံးအစိမ့်တလုံးပေါ့နော်။အဲ့ဒါကြောင့်မလို့အ ကြည့်အောင်ဖြစ်တဲ့ဟာလေးနှလုံးကိုအရင်ထည့်လိုက်ပါတယ်ရှင်ပြီးသွားတာနဲ့အယောင်ပါတဲ့ဟာလေးစာထည့်ပါမယ်ရှင်ဒါကတော့အုံဒီနှလုံးစာအတွက်အရေတွေခွဲထုတ်နေတာပေါ့နော်အဲ့နောက်တော့အယောင်လေးဆက်ပါမယ်နော်ဒါလေးကဖြော့ရည်မှာတုံးတဲ့အရေလေးပါနော်စာလို့ရပါတယ်ရှင်ကြိုက်တဲ့အယောင်တုံးလို့ရပါတယ်နော်သူ့ကိုအယောင်အားဖြစ်ပဲယူရဆိုတော့လေတဇွန်းလောက်ပဲထည့်ပါမယ်ရှင်အုံရည်ရဲ့အနံ့ရောအရသာရောမပြောက်ရအောင်ပေါ့နော်အများကြီးတုံးစရာမလိုပါဘူးနော်ပြီးသွားတာနဲ့ဒီအရေတွေကိုအုံဒီထဲမှာအကလုံးလောင်းထည့်လိုက်မယ်နော်ဒီနေရာမှာအပေါက်ကျဲကြီးဖောက်စရာမလိုဘူးရှင်ကတော့တုံးတာပဲဖြစ်ဒီခုလိုမျိုးနီလန်ဖြစ်ကြိုက်တယ်လို့လို့ပေါ့နော်စိမ့်တလုံးပြီးသွားပြီဆိုတော့အနီတလုံးထပ်လောက်ပါမယ်နော်သူ့ကိုလည်းတဇွန်းပဲတုံးပါမယ်ရှင်ဒီအနီအစိမ့်အရေ တရားပေါ့နော်။ तू ကပင်ကိုမွေ့မွေ့လေးရှိနေပြီးသားပေါ့နော်။ဒါပေမဲ့အများကြီးမသုံးသုံးလောက်ပဲသုံးတဲ့အတွက် तू အနံ့ရပေါ့နော်။ဒီအုံဒီအနံ့အရသာကိုမပြောက်စီပါဘူးရှင်။ပြီးသွားတာနဲ့အုံဒီလေးလုံးစလုံးကိုရေခဲတက်တာနဲ့မှတနိုင်နနိုင်လောက်ထည့်ထားလိုက်မယ်နော်။ထုတ်စားတဲ့ခါကျအေးအေးလေးစားရအောင်ပါရှင်။ခုဆိုရင်တော့အရင်ချွတ်တာတဲ့အုံဒီကြောက်ချောမွေ့မွေ့အေးအေးလေးရပါပြီရှင်။ဒါဆိုရင်တော့အကြည်အောင်ဖြစ်တဲ့အလုံးလေးစပြီးတော့ခွဲကြည့်လိုက်ရအောင်နော်။လက်ထိမှာစိတ်မပူပါနဲ့နော်။ဘာမှမဖြစ်ပါဘူးရှင်။ချစ်တယ်။ကြည့်လိုက်ပါအောင်နော်။အယောင်လေးကလုံးဝစားချင်းစရာလေးနော်။ပြီးတာနဲ့နောက်ထပ်အနီတလုံးလေးထပ်ခွဲပါမယ်နော်။ तू ကတော့အလုံးအကြီးဆုံးပါပဲရှင်။ ချက်အတွင်းမှာဘလို့ဖြစ်နေမလဲအရန်သိချင်နေပြီပေါ့နော်ချက်တယ် အမြင်နဲ့တက်မစားရက်ဘူးကွယ်လာလိုက်တာထထန်ဒါလေးကတော့နောက်ထပ်အစိမ်းတစ်လုံးပါပေါ့နော်စားစရာလို့တော့ပြောတော့အရင်လာတာနော်နောက်ဆုံးတစ်လုံးကိုတော့ပန်ပွင့်ပုံလေးဖောက်ပါမယ်ရှင်သူ့ကိုတဝက်လောက်ကိုခုလိုမျိုးလီပေးလိုက်မှာပေါ့နော်ပြီးတော့တာနဲ့တလွာချင်းစီကိုခွာချလိုက်မယ်ဆိုရင်တော့အရန်ကိုလာတဲ့ဒီအင်းကြီးချွတ်ထားတဲ့အုံဒီကြောက်ကြော်လေးရပါပြီရှင်ကြည့်လိုက်ပါအောင်နော်လုံးဝလလလေးနဲ့စားချင်းစရာအရန်ကောင်းတယ်ရှင်နောက်ဆုံးမှာတော့ဆက်စားမယ့်အချိန်ရောက်ပြီပေါ့နော်အပျော်ဆုံးအချိန်လို့ပြောပါမယ်ရှင်ဒါလေးကတော့အနက်အရသာဘာမှမလျော်ထားတဲ့အုံဒီစစ်စစ်အရသာလေးပေါ့နော်တကိုက်ဆိုတကိုက်ထစ်ထစ်မိမိတော်တော်လေးစား ကောင်းတယ်နောက်တစ်ခါကျတော့အနီရောင်လေးပေါ့နော်သူ့ကိုစာဘူးကြမယ်ထင်တယ်အနီရဲ့အနံ့ခတ်မမွေလေးလေဒါပေမဲ့အရန်ကြီးဒီအုံဒီအနံ့ရတာမပြောက်စေဘဲနဲ့ကြိုက်တယ်ပေါ့နော်နောက်ဆုံးတစ်ခါကျတော့ဒီအုံစိမ်းကိုမှတစ်ခွစိမ်းအနံ့လေးခတ်ပပလေးရတာပေါ့နော်တော်တော်လေးစာကောင်းတဲ့သူလေးစာလို့ပိုလွယ်ကူအောင်လို့သစဉ်ကတော့တဒုံတဒုံလေးတုံထားလိုက်ပါတယ်ရှင်ထဲ ဆိုရင်တော့သစဉ်ကဟိုတရှိရရှိတယ်အင်းကြီးချွတ်ထားတဲ့အုံပြီးကြောက်ချော်လေးကိုလှုပ်ပြလိုက်ပေါ့နော်လှုပ်ရတာလည်းအရန်လွယ်ကူတယ်ပြီးရနစာလို့လည်းအရန်ကောင်းတော့ပေါ့နော်မွမွေးချွတ်အေးအေးလေးနဲ့ဆိုတော့လေလိုက်လှုပ်စားကြည့်ပါနော်โอเคသစဉ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးထူပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုကျွန်တော်တို့သစဉ်ကဗာလေးတွေစားပြပြီးတော့ဗာလေးတွေချက်ပြဆန်ပြမယ်ဆိုတာကြည့်ရှုအားပေးကြပါအောင်နော်အားလုံးနောက်ဆက်လိုက်ပါတတတာ